အလုံးပဲမကလာပါလို့ကြိုဆိုလိုက်ပါရဗျာဒီပေးရတော့ဒီမှာဆိုလို့ရှိရင်ဒီအနီးထိတ်ထတာပေါ့နော်ဒီပေးကအနီးထိတ်ထတာဒီအယူခံဝင်တာလည်းနှစ်ချိန်သုံးချိန်ရှိပြီပေါ့နော်လုံးဝဆင်မပြေဘူးအဲနောက်အခုတစ်ခါအယူခံထပ်ဝင်ပါပေါ့နော်အဲ့တော့လာပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီကတော့ဒီမှာအယူခံဝင်တော့မှဆိုလို့ရှိရင်ဒီမှာဆယ်လေး90ကိုတွားလိုက်ပေါ့နော်ဆယ်လေး90ကိုတွားလိုက်လို့ဒီမှာ extension ပေါ့နော် extension နိုင်လည်းမယ် နောက်ပြီးလို့ရှိရင်ဒီမို့ဆိုလို့ရှိရင်ဒီ manage expectation ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒီနေရာလေးကိုနိုင်လိုက်မှာပေါ့နော်အဲ့ဒီနေရာလေးကိုနိုင်လိုက်တာနဲ့ဒီနေရာကိုရောက်သွားပါပေါ့နော်ဒီနေရာကိုရောက်သွားတော့ဒီမှာ development mode ဆိုတဲ့နေရာလေးကိုဖွင့်ပေးထားပါလို့လေအဲအဲ့ဒီနေရာလေးကိုဖွင့်ပေးထားမှအဆင်ပြေမှာပေါ့နော်အဲ့ဒီနေရာလေးဖွင့်ပေးထားအဆင်ပြေမှာမဟုတ်အဲ့ development mode ဆိုတဲ့နေရာလေးကိုဖွင့်ပေးထားလိုက်ပါနော် အယူခနဲ့ဝင်နေတွေကတော့အများကြီးဖြစ်နေပေါ့နော်ဒါပေမဲ့ဆံပြေနိုင်ဘူးအဒီမှာဆိုလို့ရှိရင်လည်းပဲသူဖတ်တော့ဖတ်ပေးထားတယ်ဒီမှာတော့ဖတ်ပေးထားတယ်ဒါပေမဲ့ဒီ combination ကတော့ဖတ်ပေးထားတယ်ဒါပေမဲ့မရသေးဘူးပေါ့နော်အဲဆိုလို့ရှိရင်ဒီပုံမှန်နည်းနဲ့ပဲအယူခဝင်လိုက်ပါပေါ့နော် gap fee ပဲဆိုတဲ့နေရာလေးကိုပဲသွားလိုက်မယ်နောက်နောက်ဘုလို့ရှိဒီမှာ sum တက်ရအောင်ဆိုတဲ့နေရာလေးနိုင်လိုက်မယ်နောက်ဘုလို့ရှိဒီမှာ enclosure အဲဒီ post ဆိုတဲ့နေရာလေးနိုင်လိုက်မယ်ဘောနော် ။အဲ့ဒါဆိုဒီနေရာရောက်တော့ပါဘောနော်ဒီနေရာရောက်တော့တော့ဒီမှာအလောင်းဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါဘောနော်။အဲ့ဒါဆိုလို့ရှိရင်ဒီနေရာကိုရောက်လာမယ်ဒီနေရာကိုရောက်လာတော့ဒီမှာဆိုလို့ရှိရင်ဒီကောကပေးရဖြစ်တဲ့အတွက်ဒီမှာဆိုလို့ရှိရင်ပေးဆိုတဲ့နေရာလေးကိုရေးပေးလိုက်မယ်ဘောနော်။ဘာမှနည်းနည်းပြုစားစားစတိုင်နဲ့ဝင်ထားတာဆိုမပြေဘူးဖြစ်သွားတယ်ဘောနော်ဒီပုံစံနဲ့နဲ့ပြန်ပြီးဝင်ပေးလိုက်မယ်။ဒီပုံကနဲ့ပဲအယောဒနာလေးနဲ့ဒီပုံကပဲလောက်လိုက်မှာပေါ့နော် မှာပြည့်ကိုယူပေးလိုက်မယ်။အဲပြည့်ကိုယူပေးလိုက်လို့ရှိရင်ဒီမှာဒီပြည့်ကဘာကြောင့်ဖြစ်တယ်ဆိုတဲ့ဟာကိုပြောပြအောင်ပါဘောနော်။ဒီမှာပြောပြအောင်မယ်။ဒီမှာဆိုလို့ရှိရင်ဒီဇာမအလိုက်တွေယူပေးထားတာရှိတဲ့အတွက်ဒါပဲထည့်ပေးလိုက်ရမယ်ဘောနော်။ကိုကတော့ဒါပဲထည့်ပေးလိုက်ရမယ်။ဟုတ်တော့ဒါပဲထည့်ပေးလိုက်ကြပါဘောနော်။ဟောအဲ့ဒါထည့်ပေးလိုက်ကြမယ်။ โอเคအဲ့မှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ပြည့်ပြည့်နာဖြစ်တဲ့အကြောင်းကိုကိုယ်ကထိပ်ပေးရမှာပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကိုယ်စကရင်ရှုတ်ကအဲရထားတဲ့တက်ပုံလေးကိုတွားယူလိုက်မယ်အခုနောက်ဒီမှာတက်ပုံလေးရိုက်ထားလိုက်ကြပေါ့နော်ဟဲ့အဲ့ဒီစကရင်တစ်ချက်တွားယူလိုက်မယ်ပေါ့နော်စကရင်တစ်ချက်တွားယူလိုက်မယ် ီဘက်ကဖွဲလိုက်တော့ဒီဘက်ကဖွဲပြီးတော့စကင်းတစ်ချက်တော့ပို့လိုက်ကြပါဘောနော်ဒါမှမဟုတ်ပြန်ပြန်လိုက်ပြန်ပိုက်လိုက်ရပါမယ်ဘာမဒီမဒီအလောင်းလောင်းနေရခါနှစ်ခုဖွဲထားတော့မရဘူးဘောနော်နှစ်ခုဖွဲထားလို့ရှိရတဲ့ခါတခါပြဿနာဖြစ်တတ်တယ်ဘောနော်အဲ့လားလေတိထားဖို့လိုတယ်မဆလို့ရှိရင်ဒီမှာစခရင်ရှော့ရိုက်ပေးရမှာပေါ့နော် So can you surely better, right? I beat her? Sorry. có lúc ngồi dậy bị lời của nó có xong kệ có lúc ngồi dậy bị thả lại mẹ có lúc ngồi dậy bị lại mẹ có lúc bị bị sổ dậy bị lại của nó နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီလွယ်လွယ်အလွယ်ကူဆုံးဖြစ်အောင်ပေါ့နော်အဲတစ်တေအများကြီးမှတ်ပေးလိုက်ပါပေါ့နော် အလွယ်ကူဆုံးရှာလို့လွယ်ကူအောင်ပေါ့နော်အိုကေနောက်ပြီးဒီကောင်ကိုပြန်ထွက်လိုက်မယ်ဟိုကပေးထက်နေမှာဆိုလို့ပေါ့နော်ဟိုဒီကိုပြန်ဝင်လိုက်မယ်မခုနကစကေရှုပ်ခိုင်းရထားတယ် ့ SQL လေးကိုတွားယူလိုက်မယ်ပေါ့နော်ဒီမှာ desktop အော်ဒီကိုရောက်သွားတာတဲ့နိ desktop မှာပဲတွားကြည့်ရအောင်ပေါ့နော်ဒီအများကြီးနဲ့မှတ်ထားတာပေါ့နော်အဒီကောင်ဖြစ်မယ်ဟိုယူပေးလိုက်မယ်ပေါ့နော် okay ကိုယူလိုက်ရရတယ်ပေါ့နော် မားတော့တခါလေးဒီမှာထိထားလို့မြန်မာဘာသာနဲ့ပြန်ထပ်ပြီးသားလို့ဖြစ်နေရပါတော့နောက်ဆုံးလို့ရှိဒီမှာထိပြလိုက်မယ်ဘွားတော့အများကြီးတန်ထားတာဖြစ်တဲ့အတွက်နောက်ဟာတွေမတန်တော့ဒီတစ်ခုပဲပဲတန်တော့မယ်ပေါ့နော်ဒီမှာစမဲ့နိုင်ပြလိုက်မယ်โอเคถ้าสรุปชื่อมุ้ยดวายอยู่เนาะ ဒါပေမဲ့တစ်ခါတစ်ခါဒီတစ်ခုတည်းတယ်လို့မရဘူးနဲ့နှစ်ခုသုံးခုတည်းပြရတာမျိုးလို့ရှိရပေါ့နော်။ Okay နောက်တစ်ခုတည်းဖို့အတွက်ဟေးစစ်တာသွားလိုက်ပေါ့နော်။နောက်ပြီးတော့ဒီမှာအဲ copy အဖြုတ်ဖောင်ဆိုပြီးတော့ copy ရဲ့အဖြုတ်ဖောင်လို့ရေးရှာလေးရတယ် copy အဖြုတ်ဖောင်လို့ရေးရှာလေးရတယ်ပေါ့နော်။အဲ့ဒါနှက်ပြီးတော့ဝင်လာလိုက်မယ်။နောက်ပြီးတော့ရှိရင်ဒီမှာ10 2 3 4 5ဓာတ်မြောက်မှာပေါ့နော်။ကိုရီးယားတော့အဲဒီမှာ copy ရဲ့ ကွန်တက်ဖောင်းတဲ့မှာဖြစ်တဲ့အတွက်အဲ့ဒီငါရမြက်ကအဖြုတ်ဆိုတဲ့နေရာလေးကိုနိုင်လိုက်ပါတော့ဘယ်နေရာမှာနိုင်နိုင်ရတယ်ပေါ့နော်ဒီမှာတော့နောက်ပြီးတော့ရှင်အိမ်မှာဆိုလို့ရှင်ဖောင်းဆိုတဲ့နေရာလေးကိုနိုင်လိုက်ပါတော့ဖောင်းဆိုတဲ့နေရာလေးကိုနိုင်လိုက်ရဲ့အိမ်မှာအမှတ်ချက်လေးနိုင်ရှက်လိုက်ပါတော့မရှက်လိုက်ရင်ရှက်လိုက်ပြီးတော့ဒီမှာဆိုလို့ရှင်တော့ဒီပေနှင်းကိုထည့်ပေးရမှာပေါ့နော်အိမ်မှာပေနှင်းကိုထည့်ပေးလိုက်မယ်အမှဆိုလို့ရှင်တော့ ဂျင်မီတစ်ခုထည့်ပေးရမှာပေါ့နော်။ကောက်တောင်ဖို့အတွက်ဂျင်မီတစ်ခုထည့်ပေးရမှာပေါ့နော်။ကိုယ်နဲ့ဆက်ပြီးတဲ့ဂျင်မီတစ်ခုထည့်ပေးလိုက်ပေါ့နော်။အမှနောက်ပြီးတော့ရှိရင်အမှဆိုလို့ရှိရင်လည်းပဲအဲ့ဒီမှာဆိုလို့ရှိရင်အမှရှိုက်လိုက်ပေါ့နော်။အမှရှိုက်ပြီးလို့ရှိရင်ဒီမှာကိုတဲမဲ့စာသားလေးကိုရေးပေးရမှာဖြစ်ပါတယ်။အမှရှိုက်လိုက်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လည်းပဲကိုပြဿနာဖြစ်နေတဲ့အကြောင်းအရာလေးကိုရေးခိုင်းတာပေါ့နော်။ဒီမှာကိုပြဿနာဖြစ်နေတဲ့အကြောင်းအရာလေးကို အခုနောက်ဇာတာပဲယူပြီးတော့ပေါ်ပြီးကူပေးလိုက်မယ်ဒီမားတော့အပြည့်အစုံရေးထားတာပေါ့နော်အရှိလေးရေးထားတာဖြစ်တဲ့အတွက်ပေါ့နော်အဲဇာတာယူပြီးပဲထည့်ပေးလိုက်မယ်ကိုကတော့အေးဆွေတတရရပဲတော့လိုက်မယ်ပေါ့နော်နောက်ပြီးတော့ရှင်ခုနောက်စခင်ရိုက်ထားတဲ့စခင်ကယူလိုက်မယ်ပေါ့နော်အဲစခင်ရှော့ဒီမားလာပြီးထည့်ပေးလိုက်မယ်ပေါ့နော်တော့ရှော့လိုက်မယ်โอเคအဲ့မှာထည့်ပေးလိုက်မယ်ပေါ့နော်ဒီမားစခင် နောက်မလို့ရှိရင်ဒီမှာအမတ်ရှိလေးရှိပေးလိုက်မယ်။နောက်မလို့ဆက်ဆိုတဲ့နေရာလေးနိုင်လိုက်မယ်ပေါ့နော်။ဆက်ဆိုတဲ့နေရာလေးနိုင်ပေးလိုက်မယ်။လက်မထိုးဝယ်ခိုင်းတာပေါ့နော်။အဲ့ဒီမှာကိုယ့်ရဲ့ဒီပေးအမီကိုရေးပေးလိုက်လေရတယ်ပေါ့နော်။ကိုကတော့ဒီပေးနာမီပဲထိပေးလိုက်ကြမယ်ပေါ့နော်။ဒီမှာအထွေထွေမထိတော့ ဒါမှမဟုတ်လို့ရှိရင်လည်းပဲဒီ account နာမည်ထည့်ပေးရလေရတယ်ပြဿနာမရှိခေါ်ရပေးနာမည်ထည့်ပေးလိုက်မယ်ပေါ့နော်ကိုတော့ထွေးထုတ်မလောက်တော့ဘူးဒီမှာဒီပေးနာမည်ကိုပဲ copy copy ယူလိုက်မယ်ပေါ့နော် copy copy ယူလိုက်ပြီးတော့အဲ့ဒီပေးနာမည်ပဲထည့်ပေးလိုက်တော့မယ်မှဆို copy copy ယူလိုက်ပြီးနောက်ပြီးပေးနာမည်နဲ့အဲ့ဒီတိုင်းမထည့်ပေးလိုက်ရပေါ့နော် okay ဒီမှာဆိုလို့ရှိရင်သူဒီဂျီမီထွေးကိုကောက်6လုံးပေါ်မှာဗောနော်အဲ့ဒီကောက်6လုံးကနေပြီးတော့ဒီမှာလာထည့်ပေးရမှာဖြစ်ပါတယ်ကောက်ကိုယူလိုက်ဗောနော်ကောက်ကိုယူလိုက်ပြီးတော့ဒီမှာထည့်ပေးလိုက်မယ်ဒါတော့ပထမတစ်ခေါက်ထည့်ထားတဲ့ကောက်ဗောနော်ဒီမှာကော်ပီကူလို့မရဘူးကော်ပီကူလို့မရတော့ဂျီမီထွေးမှာတော့ကျေလိုက်မယ်ဗောနော်အဲ့မှာထည့်ပေးလိုက်မယ် နပ်ပရောကဖိုင်ဆိုတာနိုင်လိုက်မယ်ဗောနော်โอเคဒီမှာဆိုလို့ရှိရင်တော့ပို့လောက်ခိုင်းတာဗောနော်သူလူဟောက်ကြောင်းဟောဗောနော်အိမ်မှာဆက်ပင်းကိုရွေးခိုင်းတယ်ပိုင်စကေကိုရွေးပေးလိုက်မယ်ဗောနော်ပိုင်စကေ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 ပြူလောက်လိုက်မယ်โอเค โอเคအဲဆိုလို့ရှိရင်နည်းနည်းလေးစောင့်တာနဲ့โอเคဖြစ်သွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ပြည့်စုံတော့ရှိသွားပြီโอเคဒါဆိုလို့ရှိရင်ဆက်ပြေးသွားပြီပေါ့နော် နောက်ပြီးရခုနထဲတဲ့ Gmail တွေကိုလည်းပဲသူ message တွေစောင့်ပို့လိုက်မယ်အဲသူဆက်ပြေးသွားပြီဆိုပြီးတော့သူတို့ site ကြည့်မယ်ဆိုပြီးတော့ကို email စောင့်ပို့လိုက်မယ်ပေါ့နော်အဲဆိုလို့ရှိရင်တော့သူတို့ အေးပေးအနေဖြစ်တော့ပေးမလားမပေးမလားဆိုတော့ကိုယ်ဒီစောင့်နေအောင်ပဲပေါ့နော်မပေးလို့တကယ်လို့မပေးဘူးဆိုလို့ရှိရင်တော့နောက်တစ်ချိန်ဆက်တည်ရမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျာအားလုံးနားကြည့်တော့ရှင်းလိုက်မယ်လို့ထင်ပါတယ်ဗျာ